ရွာလန်းအခန်းဆက်ရှိကျွန်တော်ကဒီနေရာကိုဘလို့ရောက်နေတာလဲကျွန်တော်တည်သွားခဲ့ပြီလားဒါဝါပြောသလိုဆိုမကြခင်ကျွန်တော်ကအာလီဂက်ဆိုတဲ့ဆိုင်နိုဆက်ကလိုင်းတကောင်ရဲ့ဘဝကိုပြန်သွားရတော့မှာပေါ့ခရင်ပေါ်မှာတော့ဒါဝါကအိမ်မောကြနေတယ်ကျွန်တော်ခွေးမဖြစ်ချင်သေးဘူးဟူးအဲ့ဒီညကတညာလုံးအိမ်မပြောဘူးဘာရီဆက်ဖြစ်ဦးမှလဲတွေ့ရင်မိုးလင်းသွားခဲ့တယ်တခင်ညကအကောင်းမွန်အိမ်မပြောဘူးထင်တယ် ဒါဝါဟာကျွန်တော်မျက်နှာကိုရေစိုးဝင်းနဲ့တုပ်ပင်းရင်းကဆိုတယ်။တခါတည်းရန်သူ့နှုတ်သီးချွန်းချွန်းတွေကကျွန်တော်မျက်နှာကိုလာထိမိနေစေ။ဒီနေ့သခင်နာတဲ့ရဲ့နန်းတော်ကိုသခင်ခါးသားဝင်ရမယ်။ဟမ်ကျွန်တော်ကဟုတ်တယ်ဝေါ်ရင်လည်းအစင်သေးဖြစ်နေပါပြီ။သခင်နာတဲ့ကမနှက်စာနဲ့ဧကံပါပါ။ဟာတောက်กว่าပဲလာပြန်ပြီမနှက်စားရတဲ့တခင်ကြီးနာတဲ့ဆိုတာကဘလို့កောင်းမျိုးလဲ ဝေါ်ရင်ဆိုတာကတော့တခါမှမစည်းဘူးတော့စည်းကြည့်ရမှာပဲခဏနေတော့ကျွန်တော်လဲဖို့ဝယ်စားတွေလာပေးတယ်အနီအောင်တောက်တော့ဝေးယုံလိုဟာမျိုးပါ ကျွန်တော်ကတရုတ်တိုင်းကားတွေတဲကဝစ်ဆုံလိုလိုပုံရဟန်းမင်းကြီးတွေဝစ်တယ်ဝေးယုံလိုလိုနဲ့ကြွပါသခင်ဒါဝါနဲ့ဆိုင်နိုဆပ်ပလိုက်မားတွေချန်ရံပြီးကျွန်တော်အောက်ထပ်ကိုဆင်းလာခဲ့တယ်သခင်ကအသွင်မပြောင်းရသေးတော့မျိုးလဲကိုဖျက်တဲ့အခါဒါလေးကိုလဲဘင်းမှာပတ်ဖို့လိုပါလိမ့်မယ် ဒါဝါကကျွန်တော်ကိုလေဗယ်လေးတစ်ခုကမ်းပေးတယ်။ထောင်မပိုင်သခင်မျိုးရဲကိုဖျက်သွားတဲ့အခါပိုင်ရှင်မဲ့လူလို့ထင်သွားနိုင်တယ်လေ။ရောအခုမှပဲအိမ်မွေးခွေးတွေဘွားကိုကျွန်တော်ကိုရင်းစားတော်တယ်။ဝောရင်မောကျွန်တော်တတ်ထိုင်လိုက်တယ်ဝောရင်ကရုံးရှင်ဇကားတွေထဲမှာတွေးခဲ့ဘူးတဲ့ဒါလူလေးယောက်ထမ်းတာပါအင်းလူဆိုတာထက်စိုင်းနိုဆပ်ဖလိုင်းတွေပေါ့ဒါဝါတို့ကတော့ဝောရင်ဘေးကနေလမ်းလျှောက်ပြီးလိုက်လာကြပါတယ် မြို့ဟာအတော်လေးစီကားပါတယ်အဆောက်အဦတွေကအုပ်တွေနဲ့စောက်ထားပြီး ခန္ဓာရတွေကအိမ်တွေနဲ့ပုံစံတူပါတယ်ဟာဒယ်ရီအိမ်တလုံးရှိမှာလေမင်းကိုကျိုးနဲ့စွဲခံထားရတဲ့ကျွန်တော်အဖေကိုတွေ့လိုက်ရတယ်ရက်ရက်哦ဟိုမှာငါအဖေကျွန်တော်ရဲ့အော်တန်ကြောင့်အဖေဟာဟိုကြည့်ဒီကြည့်လိုက်ကြည့်နေပါတယ်ပြီးတော့လေမင်းကကျိုးကိုဆိုင်လိုဆပ်ဖလိုင်းတကောင်ကစွဲခေါ်သွားတာနဲ့လူအုပ်ထဲပျောက်သွားတယ် ဝေါ်ဘော်ကကျွန်တော်ကိုလည်းစိုင်းလို supply တွေကစူးစမ်းတဲ့အကြည့်နဲ့ဝိုင်းကြည့်ကြတယ်။တခင်အာလီကန်ကသတိထားပါဦး။ဝေါ်ဘော်မှာစိုင်းလို supply မဟုတ်တဲ့အစ်င့်နဲ့လူသားတို့ထိုင်နေတာကိုတခြားသူတွေအာုံစိုက်ကုန်ရင်မကောင်းဘူး။တခင်ဟာအသွင်မပြောင်းသေးခင်မှာတခြားစိုင်းလို supply တွေအတွက်စားစရာတစ်ခုထက်မပိုဘူးဆိုတာကိုသတိထားပါ။ဒါဝါကကျွန်တော်လက်ကိုကင်ပြီးသတိပေးလိုက်တယ်။ကျွန်တော်ကတော့လူအုပ်ကြားတဲ့ပျောက်သွားတဲ့အဖေကိုလိုက်ရှာနေမိတာပဲ။ ရှေ့ဆိုနန်းတော်ဝင်ပါပြီနန်းတော်ဟာကြောင်တုံးကြီးတွေနဲ့စောက်ထားတဲ့နှစ်ထပ်အဆောက်အုံကြီးပါပဲထူးခြားတာကအဝင်ဝမှာဥယျာတစ်ချောင်းနဲ့ရှိတယ်စိတ်တကောင်ရဲ့ရုပ်တူကြီးရှိနေတယ်အော်ဂလီဆန်စရာကောင်းတာကအဲ့ဒီရုပ်တူကြီးရှိမှသွေးတန်ရဲရဲလူချေလူလက်တွေကို ပွဲပေးသလို တင်ထားကြပါတယ်အဆောင်တွေကလည်းလှန့်ရှည်တွေကိုကင်ထားကြတယ်သူတို့ကိုကြည့်ရတာကလည်း16ရာစုလောက်ကတက်သေးဟန်မတူဘူး တနေရာရောက်တော့ဝေါ်ရင်ကိုရက်လိုက်တယ်။အပေါ်ရက်ခမ်းမစီကိုလမ်းလျှောက်သွားရပါမယ်။ဝေကောင်းဆားလာတွေဝေထားတဲ့ဆိုင်နိုဆပ်ဖလိုင်းတွေဟာကျွန်တော်ကိုကြိုးစုံနေကြတယ်။တခင်အာလီကတ်ကိုပြန်လဲကြိုးစုံပါတယ်။တခင်အာလီကတ်ဒီမျက်နှာပြားကြီးကခဏပဲနော်။အာတင်တာတခင်အာလီကတ်ကျွန်တော်ခန္ဓာကိုယ်ရဲကအာလီကပ်ဆိုတဲ့ကောင်ကဆရာတော့ဆရာကြီးပဲဒါနဲ့မြန်ဖင်အားပြီးလူလောကရဲကကျွန်တော်အမေရဲ့ခန္ဓာကိုယ်ရဲဘာလို့ဝင်လာရတာပါလဲ ခမ်းမကျဲကြီးထဲမှာကြောက်စွဲခုန်ရှိတခင်ကဒီဘက်မှာထိုင်ရမှာပါဆိုင်နိုဆပ်ဖလိုင်းတကောင်က ကျွန်တော်ကိုဥဆောင်ပြီးခေါ်သွားတယ်ဒါဝါကလည်းကျွန်တော်လက်ကို တွဲထားရက ဖြုတ်လိုက်ပြီးခမ်းမအဝမှာကြံနေရစ်ပါပြီကြောက်စွဲကြီးရဲ့ထိတ်ဆုံးညာဘက်ချမ်းမှာကျွန်တော်ထိုင်ခွင့်ရပါတယ်အားလုံးဟာမတ်တက်ရက်လိုက်ကြတယ်ကျွန်တော်လည်းရောရောင်ရက်ရတာပေါ့ဝိယုံရှိကြီးနဲ့တခင်ကြီးဆိုတဲ့လူဝင်လာပါပြီဟာ ထာထိုးဆန်းထိုးဆန်းမယ်ရွာလမ်းမှာကျွန်တော်မြဲတွေ့နေကြဖိုးပြုံးရဲ့ခွေးကလေးအီအီအီလက်ထဲမှာကင်နာရာကကီဟုတ်တယ်ကျွန်တော်ရဲ့ခွေးလေးကီးပဲတွေ့ရတာဝမ်းသာပါတယ်သခင်အာလီကတ်ကျွန်တော်တို့ရဲ့အင်ပါယာအတွက်ခမည်းပြန်လဲရောက်လာတာဟာတတတအားပါပဲမကြခင်ကျွန်တော်တို့ပူပေါင်းပြီးလူသားဒိုင်မေးရှင်းတွေကိုအပီးတိုင်သိမ့်ပိုက်ကြတာဗော သူပြောတာတွေကျွန်တော်တကူးမှနားမလဲပြီးတော့ကျွန်တော်ဟာအာလီကလည်းမဟုတ်။ဩဟုတ်သားပဲခမရအတွင်ပြောင်းပေါင်းဆက်မှုလုပ်ရအောင်ပါပဲ။အဲ့ဒီကာကြမှာမူလအာလီကဘွားကိုပြန်ရပြီ။အကုန်လုံးကိုပြန်သတိရပါလိမ့်မယ်။သားကခမားနဲ့ပေါင်းဆက်အတွင်ပြောင်းမွေးမယ်ခွေးကလေးပဲခမားသူ့ကိုတိပြီးသားပါကီးဟာကျွန်တော်အနံ့ကိုမှတ်မိဟန်နဲ့တေချာပြူးကြည့်နေတယ် ကျွန်တော်စိတ်ထဲတော့ကီးရဲ့ခေါင်းပစ္စည်းညောင်းတောင်းနဲ့ကျွန်တော်ခန္ဓာကိုယ်ဘလို့မှတွဲဆက်လို့အဆင်မပြေနေဘူးအစားအသောက်တွေရောက်ပါပြီဘာမှမသိတဲ့စိမ့်ဖက်ဖက်အရေးတွေရယ်ထုံးစံအတိုင်းအသားတွေရယ်ပေါ့လူသားဒါမှမဟုတ်တတ္တဝါတကောင်ကောင်ရဲ့အသားတွေဆိုတဲ့အတိက ကျွန်တော်ကို ပြုတ်တက်စေတာပဲအတွင်ပြောင်းလဲမတိုင်ခင် ကာလအထိတော့ခမားနေလို့ထိုင်လို့အဆင်ပြေမှာမဟုတ်သေးဘူးအာလီကန်နဲနဲတော့တီးခံနေအောင်ပေါ့မနှက်ဖြန်ညဆို လာပြေပြီပဲ နာတင်းဟာမျက်လုံးတစ်လုံးကိုခင်းရင်နဲ့ထိုးပြီးပါဇက်တဲပြစ်ထည့်ရင်ပြောလိုက်တယ်ကျွန်တော်အန်ဂျင်စိတ်ကိုထိမ်းမရတော့ဘူးတခင်နာတင်းဟာစိုင်းနိုဆက်ဖလိုင်းအစ်မဟုတ်ဘူးသူကစကင်ဝေါ်ကာတစ်ပိုင်းဖြစ်နေတယ်ဒါကြောင့်စိုင်းနိုဆက်ဖလိုင်းတက်ကိုသူအမိန်ပေးနိုင်တဲ့တကူမရှိဘူးအဲ့ဒီတကူကလူသားခန္ဓာကိုယ်ရဲ့အကြာကြီးနေခဲ့ဘူးတဲ့စိုင်းနိုဆက်ဖလိုင်းပဲရှိတယ်အဲ့ဒါကတခင်အာလီကပ်ပဲအပြန်လမ်းမှာဒါဝါကကျွန်တော်ကိုရှင်းပြနေပါတယ် ဒါနဲ့ तू ကဘလို့လို့ငါတို့ရဲ့ဘီရင်ဖြစ်လာတာလဲ Skinwalker တကောင်ရှိတယ်တကိုးအတက်ပညာရဲ့ Sino Supply Visa ရဲ့ပေါင်းဆက်ထားတော့သူ့မှာပြိုင်မဲမရှိဘူးလေအရင် Sino Supply ကြီးကိုတက်ဖြတ်ပြီးဒီ ठी နဲ့ကိုလူလာတာပဲသူ့ကိုလူတိုင်းကကြောက်ရတယ်အာနာယူတွေကလည်းဇလန်းတိုင်းပါပဲလားဟေးဟေးဟေးညနေနဲ့တဲ့လူတန်တွေသူတို့အခေါ်လူဦးတန်တွေပေါ့ တစုံတယောက်ကိုတွေ့ရနိုးနဲ့ကျွန်တော်ပဒင်းပေါက်နှောင်းကိုရှောက်လာတယ်။ဒါဒေးဘေးဒေးဘေးအတန်တက်တက်ကြားလို့ငုံကြည့်လိုက်တော့အိမ်အောက်အမောင်ထဲမှာလူတယောက်ဒါဒါကျွန်တော်ဖေရဲ့တန်းကျွန်တော်အောက်ကိုပြေးဆင်းလိုက်တယ်။တကားတွေကိုဖွင့်ဖို့ကြိုးစားပေမဲ့အာလုံးအပြင်ကတောခတ်ထားကြတာပဲ။ဒေးဒီဒေးဒီဒါအဖေကိုကဲပါဦး။ကျွန်တော်တကားကိုဖြတ်ဖို့တခုခုကိုရှာတယ်။အဲ့ဒီအချိန်မှာအပြင်ကအတန်တွေကြားရတယ်။ မှန်တကားကနေချောင်းကြီးလိုက်တော့စိုင်နိုဆပ်ပလိုက်နှကောင်ဟာအဖေရဲ့ level ကျိုးကိုကင်ပြီးအတင်းဆွဲခေါ်ကြတယ်။ဟေးအောင်လေငါအဖေကိုလှောဘာပစ္စည်းမှရှာများတဲ့အဆုံးကျွန်တော်လဲဘရင်ပေါက်ကိုခြေထောက်နဲ့ပြေးကန်လိုက်တယ်။ခွန်းမှန်ပရင်ကွဲသွားတော့မှအိမ်မော်ဓာတ်ကမီးတွေလင်းလာတယ်။ဓာတ်ကင်ထားတဲ့စိုင်နိုဆပ်ပလိုက်တွေဟာအိမ်ပတ်လည်ကိုဝိုင်းလိုက်ကြတယ်။တခင်ပြင်ထွက်လို့မရပါဘူး။ကျွန်တော်လက်မောင်းကိုဒါဝါရဲ့နောက်ဆိုင်နိုဆပ်ပလိုက်တကောင်ရဲ့ကလာချုပ်ထားလိုက်တယ်။ ဲ့ဒါငါဖေငါဖေကိုနင်တို့အိမ်မွေးတိရစ္ဆာန်လှုပ်ထားလို့မရဘူးငါဖေကိုငါပြန်ခေါ်သွားမယ်အော်ဒါအော်နေရတာပါတို့ရဲ့ခွန်အားနဲ့ချုပ်ထားလို့ကျွန်တော်မှယုံမရဘူးတခင်ကအခုလူပုံစံပဲရှိသေးတယ်အချိန်မေးတခင်ကိုတတ်ပြီးချက်စားလို့ရတယ်အင်းတော်ဝရဲ့စကားဆုံးကျွန်တော်အတန်မှာအလိုလို တိတ်သွားတယ်ချက်စားမယ်တဲ့ဘလို့ငရဲလေ မနှက်ပြန်ညာဒီစောင့်လိုက်ရင်တခင်အရင်ဘဝကိုမေ့သွားမှာပါထာဝါတို့ကကျွန်တော်ကိုချုပ်ပြီးအိမ်မော်ခေါ်တင်သွားတယ်အဖေရဲ့ကဲပါယူပါအတန်လဲတပြေးပြေးတိတ်သွားညကအရင်လိုပြန်လဲတိတ်ဆိတ်သွားပြန်တယ်ကျွန်တော်အတွက်မနှက်ပြန်ညာအထီပဲအချိန်ရှိတော့တယ်မနှက်မိုးလင်းကလေးကကျွန်တော်နေတဲ့အိမ်မှာစိုင်းနိုဆပ်ဖလိုင်းကောင်းတွေရှုပ်ရှက်နေတယ်လက်နက်ကိုင်အဆောင်တွေလည်းပိုများလာတယ် အင်းဒီညလာပြီညပဲသူတို့ပြောတဲ့အသွင်မြောင်းပွဲဆိုတာတကယ်ကကျွန်တော်ကိုခွေးဆက်သွင်းကြတော့မှဒါဝါတို့အုပ်စုကတော့ပွဲတော်တစ်ခုလိုပျော်နေကြတယ်လူစည်းကောင်းတွေကိုလှဲနဲ့တဲလာကြပြီးခုတ်တက်နေကြတာလည်းမြင်နေရတယ်ကျွန်တော်ကတော့ဒီမြင်ကွင်းကိုမြင်ပြီးမူးမေ့လဲသွားကြည့်နေတယ်မကြခင် ကျွန်တော်လည်းဒီလူသားတွေစားတဲ့ထဲကအကောင်တကောင် ဖြစ်လာတော့မှအာတွေးမိတာနဲ့တော့ကြက်သေးကတုံးပြီး ညနေစောင်းတာနဲ့လူတွေကပူတက်ကြွလာကြတယ်။ဒါဝါဟာကျွန်တော်သွားတွေကိုတန်ရှင်းရလာလို့ပေးသေးတယ်။မကြခင်တန်မာတဲ့အဆွဲတွေနဲ့နှုတ်သီးရှည်ကြီးတွေရတော့မှာတဲ့။အဲ့ဒီခါကျသူတို့ကို ပြစ်မသွားရဘူးဆိုတာပါသေး။အသွင်ပြောင်းပွဲကိုခြံထဲကတစ်ပင်ကြီးအောက်မှာလှုပ်ကြမှာတဲ့။တခင်ကြီးနာတစ်ဆိုတဲ့လူလဲတက်အောင်ပါတယ်လေ။ခြံထဲမှာတော့တိုင်တစ်ခုထောင်းထားတယ်။တိုင်အောက်ခြေမှာထင်းတွေပုံထားသေး။မီးပုံပွဲလိုမျိုး ကျင်းပါကြမှာထင်ပါရဲ့နေကတဖြည်းဖြည်းဝင်သွားပြီအချိန်ကျပါပြီသခင်ဒါဝါဟာ ကျွန်တော်ကိုဒူးညွတ်ရိုသေပေးလိုက်တယ်ပြီးတာနဲ့ထွားထွားကြညာဆိုင်နိုဆပ်လိုင်းနှကောင်ဟာကျွန်တော်ကိုတစ်ဖက်တစ်ချက်စီကနေလာချုပ်ကြပါတယ်ဒါဝါပြောပါဦးကျွန်တော်ကကျွန်တော်စင်းနိုင်ပါတယ်လို့ဒါဝါဟာဘာမှမပြောဘဲလှဲ့ထွက်သွားပါတယ်အောက်မှာလဲဆိုင်နိုဆပ်လိုင်းရဲ့စကားတန်နေစုညံနေကြပါတယ် ကျွန်တော်ကိုချုပ်ခေါ်လာတာမြင်တော့အားလုံးကလက်ခုပ်တွေတီးကြတယ်။စစ်ခရလိုမျိုးတံပိုင်မြှောက်လိုက်တဲ့အတန်တွေလည်းကြားရတယ်။ကျွန်တော်နဲ့တဲတဲမှာပဲလူတစုကကီးကိုဝေါ်ဝေါ်တင်ပြီးခေါ်လာကြတာ။တိုင်တော်လာတဲ့ထင်းပုံရှိမှရက်လိုက်ကြတယ်။ဟာတီးပြီ။ကျွန်တော်နဲ့ကီးကိုမီးရှို့ပြကြမှာပဲ။လက်ခွန်းကျွန်တော်អော်ပြီးအတက်ကုံယုံနေ။ခဏပဲပူမှာပါတခင်။ပြီးရင်ပေါင်းစည်းမှုအောင်မြင်သွားပါလိမ့်မယ်။ခဏပဲ။ နေမေလင်းကိုခဏလာလှုပ်ပေးငါ့ကိုကုလို့ထင်းကိုဘော်ကတိုင်မှာကျွန်တော်ကိုသူတို့ကြိုးတုပ်ကြပါပြီကီးကိုလည်းကျွန်တော်ဘေးမှာအတူကြိုးနဲ့ခြိလိုက်ပါတယ်ကီးလေးဟာကြောက်လို့လို့တီးအတန်ပဲထွက်ရှာတယ်ကျွန်တော်ကတော့အတန်မှာမထွက်နိုင်တော့ဘူးဤပဲထွက်ချင်တော့တယ်လူစစ်စစ်ကဘာဘီကျူးဖြစ်ရမှာလေပြီးတော့ဒေးဗစ်ရိုမန်ဆိုတဲ့ကျွန်တော်ဖြစ်တည်မှုတစ်ခုလုံးဒီလောကကအပီးတိုင်ပျောက်သွားတော့မှာ တခင်ကြီးနာတက်ဆိုတဲ့ကောင်ကတွားယူကိုဖျဲလို့ထိုင်ကုန်ပေါ်မှာမိမိန်ကြီးထိုင်နေတယ်။ခွေးစီကုန်လုံးဟာကြီးကိုခြုံထားတဲ့ဆိုင်နိုဆပ်ပလိုင်းအိုကြီးတကောင်ဟာရေခရတခုကိုကင်လာပြီးကျွန်တော်နဲ့ကီးကို လောင်းလိုက်တယ်။ရေမဟုတ်ဘူး။စိမ့်ရွှေရွှေအနံ့နဲ့အရေတမျိုးပဲ။ပြီးတော့ကျွန်တော်ခေါင်းနဲ့ကီးကောင်းကိုလက်နဲ့ကင်ပြီးတခုခုရွတ်နေတယ်။တပြိုင်တည်းမှာပဲမီးတို့ကင်ထားတဲ့ဆိုင်နိုဆပ်ပလိုင်းတွေဟာကျွန်တော်တို့နာကြီးကပ်လာကြတယ် နတ်ဆရာလူလူဆိုင်လူဆပ်ဖလိုင်းကြီးကအကျေကြီးတစ်ချက်អော်ပြီးပြန်ဆင်းသွားတယ်။ခွေးမသားတွေမင်းတို့ဘောပဲ။ကျွန်တော်လည်းဘာမှမတက်နိုင်တဲ့အဆုံးអော်ဆဲလိုက်တော့တယ်။မိတော့တွေကဟုံးနဲ့တက်လာပြီးအပူဒဏ်ကခြေထောက်မှာစပြီးခံစားလာရတယ်။နှုတ်ဆက်ပါတယ်ဒေးဗစ်ရိုးမတ်ရေ။ကျွန်တော်ခန္ဓာကိုယ်ရဲကအတန်တစ်ခုကြားတယ်။ဒါဟိုးကောင်ကြီးအာလီကဲအတန်နေမယ်။အာလီကခွေးတစ်ခုကကျွန်တော်ထက်ဆဲတယ်။ မိခိုးတွေလှိုင်တက်လာလို့ဘေးနားကကြီးကလည်းတူဥ်ဥ်អော်နေတော့တယ်အဲ့ဒီအချိန်ခြံဝင်းကိုအုံမိုးထားတဲ့တစ်ပင်ကြီးဟာရုပ်တရက်နေဆင်းလာပြီးတစ်ကိုင်းရှည်ရည်ကြီးတွေဟာကျွန်တော်စီကိုဥတီလာနေတာကိုတွေ့လိုက်တယ်တစ်ကိုင်းဟာလက်တံတစ်ခုလိုကျိုးတွေကို ဖြီးပေးလိုက်တယ်ဝီကနဲ့အတန်နဲ့အတူစံစကောနှစ်ချက်တစ်ဖက်ဖက်ခတ်တန်းသာခရဟောင်းမယ်မိတ်ဆွေကြီးခရဟောင်း ခရီးဟောင်းဟာကျွန်တော်ကိုသူစည်းလာတဲ့မောင်းနှံပေါ်စွဲတင်လိုက်တယ်။ဓာရီလန်တွေနဲ့ဝိုင်းလာတဲ့ဆိုင်နိုဆပ်ဖလိုင်းတွေကိုတော့တစ်ပင်ကြီးကသူ့ရဲ့လက်တံတွေနဲ့တိုက်ခိုက်နေလေရဲ့။ခရီးဟောင်းကီးကိုလည်းကဲ့ရမယ်ခနာ။ရှင်လိုက်သွားမှလိုက်သွား။စကားရှိမနေနဲ့။တစ်ပင်ကြီးစီက လာတဲ့အတန်းဓာကန်ကြီးပဲ။ခရီးဟောင်းဟာခန့်မြင့်မြင့်စီ ပြန်တက်သွားတယ်။ဆက်ရင်